အခု2021ဒေါ်လာရေးဟာမြန်မာတန်ပိုင်းမှာအရေးကြီးဆုံးဒေါ်လာရေးကြီးတစ်ခုပါ68အရေးတော်ပုံရဲ့အဆက်လက်ဖြစ်ပါတယ်ဒီဒေါ်လာရေးအပေါ်မှာဝင်ရောက်ဆက်ဖက်ပတ်သက်နေကြသူတွေအနေနဲ့လက်ရှိအခြေအနေမှာတရုတ်ဟာအင်အားအကြီးဆုံးပါအဲအကြောင်းတရုတ်ရဲ့လှုပ်ဟန်တရုတ်ရဲ့ Twitter ကြံစပုံတရုတ်ရဲ့နည်းဗျူဟာတွေကိုအဓိကထားပြီးတော့တုံ့တက်နေတာဖြစ်ပါတယ်အခုတုံ့တက်ချက်ဟာဒုတိယပိုင်းဖြစ်ပါတယ်ဒီတုံ့တက်ချက်ရဲ့ရှေ့ကတုံ့တက်ချက်ဗီဒီယိုကိုအရင်ကြည့်ပြီးမှ အခုတုံးသက်ချက်ကိုပို့ပြီးတော့နားလည်ပါလိမ့်မယ်။ရှေ့ဗီဒီယိုကိုအရင်မကြည့်ပဲဒီဗီဒီယိုကနေပြီးတော့ဖြတ်ကြည့်မယ်ဆိုလို့ရှိရင်နားလည်မှုတိတ်ဆောင်းပါဘူး။စိုးရိမ်မိတဲ့အကြောင်း3ပေးချင်ပါတယ်ခင်ဗျာ။ဘိုးချုပ်မင်းအောင်လိုင်းအာနာတိတ်လိုက်တာကိုတရုတ်ကမကြိုက်ပါဘူး။ဘာကြောင့်မကြိုက်တာလဲဆိုတော့အာနာတိတ်လိုက်တဲ့အတွက်အကြီးအကျယ်မငြိမ်မသက်မှုတွေဖြစ်လာတော့မှာမဟုတ်မကြိုက်တာပါ။တရုတ်ကစီးပွားရေးလုပ်ချင်ပါတယ်။သူ့ရဲ့မဟာဗျူဟာမြောက်စီမံကိန်းကြီးတွေကိုအကောင့်ထဲဖွဲ့ချင်ပါတယ်။ Baton Rouge Initiative BRI လို့ခေါ်တဲ့ခေတ်သစ်ပိုလန်မှစီမံကိန်းကြီးဟာအကြီးကြီးပါ။ကမ္ဘာ့စီးပွားရေးအရနိုင်ငံရေးဩဇာအရအကြီးအကျယ်စုံမချဲလဲနိုင်မှုရည်မှန်းချက်ထားကြံစီထားတဲ့စီမံကိန်းကြီးပါ။ပြီးတော့တရုတ်အတွက်တည်ရေးကြီးတဲ့ရေနံနဲ့ဓာတ်ငွေ့အမွာပိုက်လိုင်းကြီးရှိပါတယ်။တကောင်းကျင်းနီ24ရေလက်ဘရောင်းကျင်းနီ24ရေဘီလက်မြေဆက်ယုံရေနဲ့စိတ်ကန်းယူနန်ကနေမြန်မာနိုင်ငံကိုဖျက်ပြီးတော့ဖောက်မဲ့မြေထားလန်း တရုတ်မြန်မာစီးပွားရေးဇင်းကြံလမ်းစသဖြင့်တရုတ်ရင်းနှီးမြှုပ်နှံမှုတွေတရုတ်စီမံကိန်းတွေတရုတ်ရဲ့မဟာဗျူဟာရအရေးပါတဲ့လုပ်ငန်းတွေဟာဘုံမင်းအွန်လိုင်းအာနာသိမ့်လိုက်တဲ့အတွက်တချို့ကိုစိုင်းငံ့လိုက်ရပါတယ်တချို့လှုပ်ပြီးသားစီမံကိန်းတွေမှာလည်းအန္တရာယ်ကျရောက်လာပါတယ်အဲ့ဒါကြောင့်ဘုံမင်းအွန်လိုင်းအာနာသိမ့်တာကိုတရုတ်ကမကြိုက်ပါဘူးချေလွန်လက်လွန်နေမဖြစ်စေချင်တဲ့အတွက်ကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါတီမဖြတ်သိမ်းဖို့ဘုံမင်းအွန်လိုင်းကို တရုတ်ကပြောပါတယ်ဘိုးမြောင်နိုင်ငံကနားမထောင်ပါဘူးဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့တရုတ်ကတောင်းဆိုပါတယ်ဘိုးမြောင်နိုင်ငံကနားမထောင်ပါဘူးလူဦးရေတန်းနဲ့ချီပါဝင်တဲ့ဆန္ဒပြပွဲကြီးတွေဖြစ်လာတော့တရုတ်ကပိုလို့တောင်းမှမကြိုက်တော့ပါဘူးသူတို့တရုတ်ပိုင်နဲ့ဆက်ယုံနေအလုပ်ယုံတွေကိုမိရှုဖြက်စီးတာမျိုးတွေကိုလည်းတွေ့လာရတော့ပိုပြီးတော့စိုးရိမ်ပါတယ်လူငယ်တွေကိုခေါင်းတက်တက်တနတ်နဲ့ပြစ်ပြီးတော့လက်နက်ကင်တော်လာရေးထီဖြစ်လာပါတယ်လက်နက်ကင်တော်လာရေးဖြစ်တော့ တူမိနဲ့တိုက်တဲ့လူငယ်တွေကိုတောင်မှရှုံးနေတာတွေမြင်လာတော့တေယုဟာဘုကြုံမင်းအောင်လှိုင်ရဲ့လောက်ရည်ကံရည်ကိုအထင်သေးပါတယ်။ဒါပေမဲ့စစ်ကောင်စီကိုတေယုကတိုးမပေါက်ဖွဲဖြစ်နေပါတယ်။တေယုပြောတာကိုစစ်ကောင်စီကနားမထောင်နားမဝင်ပဲဖြစ်နေပါတယ်။တေယုကိုကံပြီးတော့ရုရှားကိုပြစ်ကတ်တဲ့လောက်ရက်ကိုလည်းသေချာပေါက်မျက်မုံကျုံမှာပါ။ဒီတော့တေယုပြောတာကိုနားမထောင်တဲ့ဘုကြုံမင်းအောင်လှိုင်ကိုလိမ်မာလာအောင်ယဉ်ကျေးလာအောင်တေယုကပညာပေးဖို့လိုအပ်လာပါတယ်။ အဲ့ဒီအချိန်မှာပဲကြားဖြန့်ပြဿနာကလည်းပိုဆိုးလာပါတယ်ကြားဖြန့်လုပ်ငန်းကိုကိုယ်တိုင်လုပ်နေတဲ့သူငွေကြေးယူပြီးတော့အကာအကွယ်ပေးနေတဲ့သူတွေဟာကိုယ့်ကံမှာရှိနေတဲ့ပယ်လျူဝေမီမိသားစုတွေဖြစ်နေပြီးတော့အဲ့ဒီမိသားစုတွေဟာစစ်ကောင်စီရဲ့လူတွေလည်းဖြစ်နေပါတယ်စစ်ကောင်စီဗိုလ်ချုပ်တချို့ကလည်းကြားဖြန့်လုပ်ငန်းတွေကိုအကာအကွယ်ပေးပြီးတော့အကျိုးမြတ်ရယူနေတာတွေရှိပါတယ်တရုတ်ကကြားဖြန့်လုပ်ငန်းကိုနှိမ်နှင်းပေးဖို့ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုပြောပါတယ် ကြားဖြတ်လုပ်ငန်းလုပ်နေတဲ့ပယ်လျူဝေမြီမိသားစုတွေဟာစစ်ကောင်စီရဲ့ရန်သူတော်ဖြစ်တဲ့ဖုံမိသားစုကိုဖိနှိပ်ထားဖို့အတွက်စစ်ကောင်စီကအုံပြုနေတဲ့မဟာမိတ်တွေပါဖုံမိသားစုဥဆောင်တဲ့ကိုကန်တက်ပြတော့ MNDA ကစစ်ကောင်စီရဲ့အဓိကရန်သူပါဖုံမိသားစုကိုဖြုတ်ချပြီးပယ်မိသားစုကိုစစ်ကောင်စီကိုယ်တိုင်တင်ပစ်ထားတာပါအဲ့ဒီတော့ကြားဖြတ်နေနေလှုပ်ဖွေရာစစ်ကောင်စီကအင်တင်တင်လုပ်နေပါတယ်ဒါကိုတရုတ်ကသိပါတယ် ဘိုးချုပ်မင်းအောင်လှိုင်ဟာတစ်ကြားဖြန့်ကိုနှိမ်နှင်းမှုစိတ်မပါသလိုနှစ်ကြားဖြန့်ကိုနှိမ်နှင်းမှုအကြီးချင်းမမေ့ဘူးလို့လည်းတရုတ်ကယူဆပါတယ်အဲ့ဒါကြောင့်ကြားဖြန့်နှိမ်နှင်းရေးကိုမြောက်ပိုင်းညီနောင် သုံးဘွဲ့ရဲ့လက်ကိုအပ်လိုက်ပါတယ်ဖဲလျူဝေမီမိသားစုတွေကိုကြားဖြန့်တရခံအဖြစ်ကြီးညာပြီးတော့စစ်ကောင်စီကိုဖန်ခိုင်းလိုက်တဲ့တစ်ချိန်တည်းမှာပဲမြောက်ပိုင်းညီနောင် သုံးဘွဲ့ရဲ့တစ်တုံညာနှစ်ခုဆက်စည်ရေးပေါ်ပေါက်လာပါတယ် ြစ်တုံညာနှစ်ခုဆက်စင်ရင်းနဲ့ပတ်သက်တဲ့တရုတ်ရဲ့ရီမန်းချက်ကပထမအချက်ကြားဖြတ်လုပ်ငန်းကိုဖျက်ဆီးဖို့အပြစ်မှာထုတ်ဖော်မကြေညာတဲ့ဒုတိယရည်ရွယ်ချက်ကတော့သူတို့စကားကိုနားမထောင်တဲ့ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုယဉ်ကျေးလိမ္မာလာအောင်ပညာပေးဖို့ပါပဲမြင်းရိုင်းကိုလူတက်စီလို့ရအောင်ဇက်ခွန့်ပေးတဲ့သဘောနှစ်သိုးကိုလက်ဆွဲခိုင်းလို့ရအောင်တဘိုးကျစ်ပေးတဲ့သဘောမျိုးပါပဲငါမိစိမ့်ပြလိုက်လို့ရှိရင်ဘာဖြစ်သွားမလဲဆိုတာမင်းတို့ကြည့်ထားလို့ပြတဲ့သဘောပါ ်တစ်တုံညာနှစ်ခွန်ဆက်စင်ရေးဟာတရုတ်မိစိမ့်ပြလို့ကိုကံ ပလောင် အေအေတွေကအားရပါးရအကွက်ချပြီးတော့စော်သွားတာပါဝါစီကလက်နက်အင်အားအထောက်ကူရပါတယ်ဒရုန်းတွေကဝါစီကနေတဆင့်ရတာပါတရုတ်ထောင်လန်ရေးကမမြင်ချင်အောင်စောင့်နေလို့သာအဲ့ဒီဒရုန်းတွေကို ကိုကံပလောင်နေအသုံးပြုခွင့်ရတာပါ China North Industries Group Corporation အတူကောင်းနဲ့ဆိုလို့ရှိရင် Norinco ဆိုတဲ့ကုမ္ပဏီဟာတရုတ်အစိုးရပိုင် လက်နက်ကုမ္ပဏီပါတစ်တုံညာနှစ်ခွန်ဆစ်စင်ရဲမှာအဲ့ဒီကုမ္ပဏီကထုတ်တဲ့လက်နက်တွေပါပါတယ်ဒါအပြင်တရုတ်လူမျိုး drone ကျွမ်းကျင်သူပညာရှင်တွေလည်းပါဝင်ပါတယ်ဒါကိုဗိုလ်ချုပ်မင်းအောင်လှိုင်ကတိလို့သူပစက်ကနေပြီးတော့တရားဝင်ထုတ်ပြောကန့်ကွက်ခဲ့ပါတယ်မဘာသားတွေကိုအသုံးပြုပြီးတော့တရုတ်စန့်ကျင်ရေးဆန္ဒပြပွဲတွေလုပ်ပါတယ်ကိုကံပလောင် AA တို့ရဲ့ရည်မှန်းချက်မှာကြားဖြန့်ကအဓိကမဟုတ်ပါဘူးအဲ့ဒီထက်အများကြီးပိုပါတယ်ကြားဖြန့်ကိုအခွင့်ကောင်းယူပြီးတော့တော်လှန်ရေးဆင်နွှဲတာက အဓိကပါကြားဖြတ်နှိမ်နှင်းရင်းနဲ့ပတ်သက်ပြီးတော့ကိုကံမှာရည်ရွယ်ချက်နှစ်ခုရှိပါတယ်ပထမတစ်ခုကတရုတ်ကြိုက်အောင်လုပ်ပေးတာပါတရုတ်ကြိုက်မှလည်းတော်လန်ရေးလုပ်လို့ရမှာပါဒုတိယတစ်ချက်ကဖယ်လျူဝေမီမိသားစုတွေကိုနှိမ်နှင်းရေးပါအထူးသဖြင့်ကတော့သူ့ရဲ့အဓိကရန်သူတော်ဖယ်ဆောက်ချေရဲ့ဖယ်မိသားစုကိုနှိမ်နှင်းပြီးတော့ကိုကံအချုပ်ရေးပြန်လဲထူထောင်ဖို့ပါလက်တွေ့ဆစ်စင်ရေးစင်ရဲတဲ့အခါမှာထင်ထားတာထက်အများကြီးပိုလွယ်နေပါတယ် အရေးချင်းမမီတဲ့ဘိုမင်းအောင်လိုင်ရဲ့စစ်တပ်ဟာကောက်ပင်ကိုတစင်နဲ့အလီးခံရတယ်လို့ရိတ်ကနေရိတ်ကနေပြိုသွားတာကိုတွေ့ရပါတယ်။အဲ့တော့မြောက်ပိုင်းညီနောင်သုံးဘွဲ့ဟာဆက်အာနာရှင်စနစ်အပြီးပိုင်းပြိုကျသွားရေးအထိရည်ရွယ်ပြီးတော့ရှမ်းမြောက်ပိုင်းတစ်ခုလုံးကိုတနေရာပြီးတနေရာသိမ်းပိုက်ပါတယ်။တေအိုဆိုးရဟာဘိုးချုပ်မင်းအောင်လိုင်နှိမ်နှင်းမပေးနိုင်တဲ့ကြားဖြတ်ကိုမြောက်ပိုင်းညီနောင်သုံးဘွဲ့ကနှိမ်နှင်းပြလိုက်တော့ကျဉ်တ်အားရပီတိဖြစ်သွားပုံရပါတယ်။တေအိုအတွက်တော့ကြားဖြတ်ကိုနှိမ်နှင်းလိုက်နိုင်တယ်လို့ ဘိုးချုပ်မင်းအောင်လှိုင်ကိုလည်းပညာပေးလိုက်နိုင်ပါပြီ။ဒါပေမဲ့မြောက်ပိုင်းညီနောင်သုံးဘွဲ့ရဲ့စစ်စင်ရေးဟာကြားဖြတ်နှိမ်နေရမှရင်ရက်မသွားပဲ။ရှမ်းမြောက်တခွင် ပြဲပြဲစင်အောင် တမျိုးပြီးတမျိုးဟစ်တလာရဲ့ Blitzkrieg စစ်စင်ရေးလိုမြန်မြန်ဆန်ဆန်တိမ့်သွားတော့တရုတ်ပါမျိုးလုံးပြူလာပါတယ်။တရုတ်ဟာဘိုးချုပ်မင်းအောင်လှိုင်ကိုအထင်သေးတယ်လို့မြောက်ပိုင်းညီနောင်သုံးဘွဲ့ကိုလည်း short တွက်ခဲ့ပါတယ်။ တစ်တုံညာနှစ်ခုဆစ်စင်ရေကိုမီးစိမ်းပြလိုက်စင်တော့ကဒီလောက်အထိခီးပေါက်လိုက်မယ်လို့သူကမျှော်လင့်ထားပါဦးမရပါဘူးဒီလောက်အထိခီးပေါက်သွားတာကိုမြင်လိုက်ချိန်မှာတော့သူလက်လွန်သွားပြီလို့တွေးပုံရပါတယ်အဲ့ဒီချိန်မှာစစ်ကောင်စီကတရုတ်ပြည်ကိုလူလွတ်ပြီးတော့မြောက်ပိုင်းညီနောင် သုံးပေါ်နဲ့ဆွေးနွေးညှိနှိုင်းပေးဖို့တွားတောင်းမှန်ပါတယ်တရုတ်အတွက်သူ့ရဲ့ရည်မှန်းချက်နှစ်ခုစလုံးအောင်မြင်တဲ့လောက်ဖြစ်သွားပါပြီပထမရည်မှန်းချက်ဖြစ်တဲ့ကြားဖြတ်ကိုလည်းတော်တော်နှိမ်နှင်းလိုက်နိုင်ပြီး ဒုတိယညီမချက်ဖြစ်တဲ့စစ်ကောင်စီကိုယဉ်ကျေးလိမ်မာအောင်တင်နန်းပေးတာလည်းအောင်မြင်သွားပြီအခုဆိုရင်စစ်ကောင်စီဟာလိမ်လိမ်မာမာနဲ့အောက်ကျိုလာပါပြီအဲ့ဒါကြောင့်သူ့လူတွေကိုသူပြန် break out ရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါကြောင့် hiking sudden worry ဟာတရုတ်ရဲ့ကောင်းချီးပေးမှုနဲ့ပေါ်ပေါက်လာပါတယ်တရုတ်ရဲ့ blessing နဲ့ပေါ်ပေါက်လာပါတယ်ဒီနေရာမှာတစ်ချက်ရပြီးတော့ကျွန်တော်တို့စဉ်းစားသုံးသပ်ကြည့်အောင်ပါတရုတ်ဟာဘာကြောင့်မြောက်ပိုင်းညီနောင်သုံးပေါ်ရဲ့တော်လိုင်းရဲကိုအဆုံးထိပ် အမပေးရတာပါလေအစုတ်ထီအားပေးလိုက်ရင်သူ့အတွက်ပိုမကောင်းနိုင်ဘူးလားတကယ်တော့ပိုကောင်းနိုင်ပါလေမြောက်ပိုင်းညီနောင်သုံးပေါ်ရဲ့တော်လိုင်းရေးကိုအစုတ်ထီအားပေးလိုက်ရင်စစ်အာဏာရှင်စနစ်ပြုတ်ကျသွားနိုင်တယ်စစ်အာဏာရှင်စနစ်ပြုတ်ကျသွားရင်မြန်မာပြည်သူတွေရဲ့ဘဝဟာအများကြီးတိုးတက်ကောင်းမွန်သွားမယ်အဲ့ဒါလိုတိုးတက်သွားရင်အထူးသဖြင့်နောက်ထပ်ကောင်းလာနိုင်တာတခုကတရုတ်မြန်မာဆက်ဆံရေးပါ၈၈ခုနှစ်နောက်ပိုင်းကနေပြီးတော့ဒီနေ့အထိကာလတစ်ချောင်းလုံးမှာတရုတ်ဟာဆက်အာဏာရှင်ကိုအားပေးခဲ့ပါတယ် ကုလသမဂ္ဂမှာစစ်အာဏာရှင်ကိုအရေးယူဖို့ဆုတ်ဖြတ်ချက်တင်တဲ့အခါတိုင်းမှာတရုတ်ကအမြဲကန့်ကွက်ခဲ့ပါတယ်။အဲဒါကြောင့်တရုတ်ကိုမြန်မာပြည်သူတွေကတော်တော်ကိုမျက်မှောက်ကျိုးနေခဲ့ပါတယ်။မြန်မာနိုင်ငံရေးဟာလက်ဝဲအတွေးခေါ်အားကောင်းတဲ့နိုင်ငံရေးပါ။လွတ်လပ်ရေးမြရခင်ကနေပြီးတော့1988မတိုင်ခင်အထိကာလတစ်လျှောက်ပြည်သူအများကြီးမှာအမေရိကန်စစ်ကြေးရေးရေပန်းစားခဲ့ပါတယ်။မိုးဝေကြပြခေတ်တစ်ခေတ်လုံးမှာဆိုလို့ရှိရင်အမေရိကန်နယ်ချက်စစ်ကြေးရေးတို့ဗီယက်နမ်ထောက်ခံရေးတို့ ဥက္ကရာကြီးမော်စီတုံးကိုလေးစားထောက်ခံတာတို့ဆိုရတဲ့ဟာကြပြားလေးစားလေးစောင်းမလေးတွေမှာတမိုးလုံးဖျောက်စိတ်ဖြစ်ခဲ့ကြတာပါဒါပေမဲ့88နောက်ပိုင်းမှာအမေရိကန်ဂျီတိန်တို့ကကုလသမဂ္ဂမှာဆက်အာဏာရှင်ကိုအေးအေးယူဖို့တောက်လျှောက်အစိုးတင်ပြီးတော့တရုတ်ကဆက်အာဏာရှင်ကိုတောက်လျှောက်အကာအကွယ်ပေးလာတော့ပြည်သူတွေရဲ့နိုင်ငံရေးချင်းကွယ်ရှာဟာပြောင်းလဲသွားပါတယ်တရုတ်ကိုပြည်သူအများကမုန်းတီးပြီးတော့အမေရိကန်ကိုထောက်ခံလိုလားသူတွေအများပြားဖြစ်လာပါတယ်ဒါဟာတရုတ်ရဲ့ရည်တည်ချက်အမှားကြောင့်ဖြစ်တာပါ တကယ်လို့သာမြောက်ပိုင်းညင်အောင်သုံးပေါ်ရဲ့တော်လန်ရေးကိုအဆုံးထိအားပေးခဲ့မယ်ဆိုရင်တရုတ်အပေါ်အစိုးမြင်နေတဲ့အမြင်ဟာပြောင်းလဲသွားနိုင်ပါတယ်တရုတ်ရဲ့ကူညီမှုကြောင့်မြောက်ပိုင်းညင်အောင်ကတော်လန်ရေးကိုဥဆောင်အောင်ပွဲဆင်နိုင်မယ်ဆိုရင်တရုတ်ကိုမြန်မာပြည်သူတွေကကျေးဇူးတင်ပါပါမြန်မာနိုင်ငံလည်းရေရှည်ငိမ့်ချတည်ငြိမ်မှုရသွားမှာပါစစ်အာဏာရှင်စနစ်ရှိနေတဲ့ရေရှည်ငိမ့်ချတည်ငြိမ်မှုဆိုတာမဖြစ်နိုင်ပါဘူးအခုလိုဆန္ဒပြတာတွေတက်ဖြတ်တာတွေအုံကြွမှုတွေဟာ အဆက်မပြတ်ဖြစ်ပေါ်နေအောင်ပါပါအဲ့ဒါကြောင့်မြောက်ပိုင်းညင်အောင်တုံးပေါ်ရဲ့တော်လိုင်းရေးကိုအဆုံးထိအားပေးခဲ့ရင်မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီးတော့တရုတ်တို့နဲ့စီးပွားရေးလုပ်လို့ပိုကောင်းပါပါဒါပေမဲ့တရုတ်ဟာအဲ့ဒီလမ်းကြောင်းကိုမရွေးခဲ့ပါဘူးမြောက်ပိုင်းညင်အောင်ကို break out ပြီးတော့စစ်ကောင်စီကိုတက်လက်အားပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်နှစ်ဖက်ခွ policy ကိုကျင့်သုံးမှုရွေးချယ်လိုက်ပါတယ်တရုတ်ဟာလှေနံနှစ်ဖက်နဲ့မမျှဝင်လုပ်လိုက်ပါတယ်ဘာလို့အဲ့ဒီလမ်းကြောင်းကိုသူရွေးတာပါလဲ ။ဘာကြောင့်လဲဆိုတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုကြောက်လို့ပါ။ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့လှုပ်ရှားမှုတွေကိုတရုတ်ကစတင်ပေါ်ပေါက်လာကြတဲ့ကမျက်လုံးထောက်ထောက်ကြည့်ခဲ့ပါတယ်။အဲ့ဒါလို့ကြည့်ပြီးတဲ့နောက်တရုတ်ဟာ NUG ကိုအမေရိကန်ရဲ့လူလို့သတ်မှတ်ပါတယ်။ NUG ဘက်ကလည်းစဉ်းစားမယ်ဆိုလို့ရှိရင်တော့ရင်နာစရာတောင်ကောင်းပါလေ။ NUG ဟာအမေရိကန်အစိုးရရဲ့ကြကြနာနာထောက်ခံကူညီမှုကိုမရတယ်လို့တရုတ်အစိုးရကလည်းရန်သူလို့ထင်တာကိုခံရပါတယ်။တရုတ်ဟာ NUG ကိုကြောက်ပါတယ်။ NUG အာဏာရမှာကိုကြောက်ပါတယ်။ ။ LNG ကိုအမေရိကန်ရဲ့လူလို့ယူဆတဲ့အတွက်သူ့အိမ်နောက်ကျောင်းမှာအမေရိကန်အကြက်အစိုးရတက်လာရင်အဲ့ဒါဟာသူ့နောက်ကျောင်းကိုအမေရိကန်ကဓာတ်နဲ့ထောက်ထားတာမျိုးဖြစ်သွားမှာကိုအလွန်စိုးရိမ်ပူပန်ပါတယ်။အဲ့ဒါကြောင့်မြောက်ပိုင်းညင်အောင်သုံးဘက်နဲ့ဝါကို LNG အစိုးရနဲ့မဆက်ဆံဖို့အထီးဖိအားပေးခဲ့ပါတယ်။ကိုကန်က LNG နဲ့မဆက်ဆံမှာဘူးလို့တောင်းလူသိရှင်ကြားဂရီပေးလိုက်ရပါတယ်။အဲ့ဒါလိုလူသိရှင်ကြားထုတ်ပြောလိုက်ရတဲ့အတွက်မြန်မာပြည်သူတွေကြားမှာကိုကန်ရဲ့နိုင်ငံရေးတိုက်ခါ ြပါတယ်ဒါပေမဲ့နီးရထားကိုပူကြရတယ်ဆိုလိုမျိုးဖြစ်ခဲ့ပါတယ်တရုတ်ကိုမလွန်ဆန်နိုင်ခဲ့ပါဘူးတရုတ်ရဲ့လင်းနံနှစ်ဖက်နှင်း policy ဟာဘလို့ဆက်လက်ရုံလုံးပေါ်လာတယ်ဆိုတာကိုကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့ပြောပါမယ်အားလုံးကိုဆက်ဆက်ကြည့်ရှုမှပါအပြည့်ဝအနားလည်နိုင်မှာမို့ရှေ့ပိုင်းကိုရော နောက်ပိုင်းကိုပါ ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဒီပိုင်းနဲ့ခွဲပြီးကြည့်ရင်နားလည်မှုတိမ်းဆောင်းသွားတာမျိုးဖြစ်နိုင်လို့ပါ တရုတ်ကသူ့ရဲ့လှေနံတစ်ဖက်နင်း policy မိစတစ်ဖက်ရေမုတ်တစ်ဖက် policy နှစ်ဖက်ဓာသွား policy ကိုဘယ်ပုံပဲနည်းဆက်လက်အကောင့်ထဲပေါ်တယ်လဲဆိုတာရယ်ကျွန်တော်တို့ဒီအချိန်နေဒီလိုအဖြစ်ပြက်တွေမှာဘာလို့တင်တယ်လဲဆိုတာကိုဆက်လက်ပြီးတော့ဆွေးနွေးသွားမှာမို့နောက်ထပ်တစ်ပိုင်းသာမကဘဲနဲ့နှစ်ပိုင်းဆက်လက်တင်ပြရတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ကြိုတင်အသိပေးပါရစေခင်ဗျာ။